စီရီယာအဖန်ကိုဝင်းရအားဖြစ်ပေးကြပါတော့ညီကောင်မတော်များအားလုံးမင်္ဂလာပါခင်ဗျာစာရေးသူဆရာမကြီးများနောင်ညို့ရေးသားတော့ရင်ဝင်ဥဒုပြန်ခဲ့သည်လို့အမိရတဲ့ဝတ္ထုကို အပိုင်းကိုအနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာရင်ဝင်ဥဒုပြန်ခဲ့သည်အပိုင်းကိုတိန်အုပ်သည်သူ့အလုပ်တွင်ဇံဝင်စားလျက်ထူးထူးခြားခြားပြောင်းလဲခြင်းမရှိ ပွင့်တီသားကြောင်ချောက်ချာအယောင်ယောင်အမှားမှားဖြစ်ရင် လက်ထဲမှာမြေပြိုကလေးထောက်ခနဲကြိုးကျေသွားလေသည်ငါကစိတ်တိုင်းမကြရင်ကလေးတွေကိုသုံးတန်းမှထားခဲ့တယ်ကွလေးတန်းရောက်လာရင်တော့ဖြည့်ခွင့်ပေးတာပဲရာနှောင်းမပြည့်လို့စူးမရလည်းအရေးမဟုတ်ပါဘူးကွာကလေးတွေစိတ်မထိခိုက်စေချင်ဘူးအခုဖြည့်မဲ့လေးတန်းတွေမှာသုံးယောက်ကိုတော့စိတ်တိုင်းမကြဘူးဒါပေမဲ့စာမေးပွဲတလားလို့မှာကလေးတွေရောငါပါကျောင်းအိတ်ကျောင်းစာအသေးလေးကျုံရတော့တာဦးကောင်းလိုက်ဒီဘာပဲပြောနေပြောနေ သူ့စကားတွေသည်သူ့ចောင်းသားတွေစီမှာပဲတဝဲလဲလဲဆាយောက်ရနေတော့သည်အရင်ကဆိုအတားမိုင်ဆရာပါညာအိတ်ခေါ်တင်ခိုင်းတာအခုတော့ဒေါ်မြဆင်းကိုနေဘက်တင်ခိုင်းပြီးငါတယောက်တည်းညာဘက်တွန်းနေရတယ်ကျွန်တော်လည်းဆရာကြီးအတိုင်းဖြောင်းဖြောင်းလိုက်မှာပေါ့ဆရာကြီးဟာဒီမှာမှနေရမှာဆိုတော့အချိန်ပေးနိုင်မှာပါအေးကွာဒီတခါတော့အိမ်ကို အပီးပိုင်ပြန်တော့မှာပါအဖွားကြီးကငါပင်စင်ရတာကိုတိတ်ဝမ်းသာနေတယ် အခုမှပဲအိမ်တော်ဦးကြီးလောက်ရမှာဆိုတော့နောက်တော့ကြနေပြီပေါ့မိတရားသားကိုပြုစုပြို့ထောင်ရင်ငါသားသမီးအရင်ရှာပေါ်မှာတော့တောင်းဝန်မကြေပါဘူးကွာဒါကိုတော့သူဝမ်းနေလေသည် သူ့မျက်လုံးတွေမှုန်တီသွားကဝေးသူမျောငေး၏ဒါတရားမှဆယ်နှမ်းမရောက်ဘူးကြောင်းထွက်မိမရပြီကြာပန်းလုတဲ့သူနဲ့ကောင်းစီစီရေးဖြစ်တဲ့လူနဲ့သူ့ဘာသာသူတက်ပြင်းရှာလိမင်းဂျေမချောက်ပေမဲ့ဘွဲရောက်အောင်လုံအောင်မှထဲနေကွာ တို့ပညာရေးလောကမှာလည်းတက်လန်းတွေရှိပါလေကွာပြီးတော့လဲတာယာကုန်းအတွက်လောက်တန်တောက်လောက်ရင်ဒီထက်ကျေပြန့်တဲ့တောင်ဝင်တွေကိုလည်းထမ်းသင့်ထမ်းရမှာပေါ့ကျွန်တော်စာပေးစာယူတတိယနှစ်ပါဆရာကြီးဦးကောင်းလိုက်ဒီအားရစွာဇပွဲကိုလဝါနဲ့ဖုံးကနေပုတ်လိုက်လေသည်ဒီတစ်ချက်ငါတတိလက်သွားတယ်မင်းလိုကောင်းဟာဒီလိုအတိုင်းတာတော့ဘယ်မဟုတ်တော့ထိုင်နေပါမလဲဟုတ်ပြီသားပဲတိန်အုပ်ချက်စနိုးပြုံးသည်သူသုံးနှစ်တိုင်တိုင်း ငုတ်တုတ်ထိုင်ကအချိန်တွင်ဖြုံးခဲ့သည်ကိုဆရာကြီးကမေးပြခွင်းလို့ဟန်တူလေ၏။ဘွဲ့ရပင်ဒီဤဒီတက်ရှင်တက်အထက်တန်းပြခဏလို့အဲ့ဒီချိန်မှာအလဲတန်းကြောင်ဖြစ်နေရင်လေတာယာကုန်းပြန်လာခြင်းပြန်လာနိုင်တာပဲ။ဆရာကြီးဦးကောင်းနိုင်က ရှေးဖြစ်မျောတွေအာမန်တက်ခါနေလေ၏။အခန်းဆက်နေကလေးတွေစာမေးပွဲဖြေကြရတော့တဘိုးတဲလာမှာတင်ကြံဖန်ဖန်မိုးကတဲတဲမဲမဲရွာလေသည်။ ။ရွာမှာပေါ်မှုန်တိုင်းအဖျားခတ်မယ်လို့ဗီဒီယိုထဲမှာကြေညာထားပါလေရော။ဒေါ်မြတ်စင်သည်မဲညိုနေသောကောင်းကင်ကြီးကိုကြည့်ကတပြင်းရှာသည်။ခလေးတွေတော့ဖျားနာကုန်တော့မှာပဲနော်။ဆက်ပြီးတဖန်ပူပန်စွာညီးတွားနေပြန်သည်။အတန်းငယ်တွေကိုစာမေးပွဲစပီးတင်နေတဲ့ပြိုင်နဲ့ကျောင်းပိတ်လိုက်ခါသရုပ်ဒါတန်းတွေဖြည့်ဆို့ကြရပါလိမ့်မည်။သူငယ်တန်းတွေကအရင်ဖြည့်ဆို့ပြီးနှင့်လေသည်။ပွင့်သည်ယနေ့အဖို့ပထမတန်းကိုအခန်းဆောင်ရသည်။ မြမစာဖြေရတော့နေစင်လေစင့်အထွားနေစိတ်လေစိတ်အထွားနေပဲပဲခလေးတွေခမားစာမေးပွဲကိုစူးစားပန်းစားဖြေဆိုကြချလေသည်အတန်းမှန်ဆရာတွေဒီကိုအတန်းကိုကိုဆောင်းွက်မရတိုင်ရောစင်ကြောင့်ရောအောင်ကျက်ပြိုင်ဆိုင်တာတွေကြောင့်ပါပေါင်းကြော်ပြီးပြောပြီးပြပေးမိခြင်းမှရှောက်ကွင်းကြဖို့ပဲဖြစ်လေသည်ဒုမသာမျက်နှာလိုက်သည်ဟူသောဆွဆွဲချက်မျိုးမှလည်းကင်းဝေးပေလိမ့်မည်မုံငါးမျိုးဖြေခိုင်းထားတယ်နော် တားတို့သမီးတို့ကိုတင်ပြထားတယ်လေဆယ်မျိုးတင်ထားတယ်ငါးမျိုးပဲရေးပုံမရေးနဲ့ပွင့်သည်ကိုအတန်းမဟုတ်တော့လေဘောင်ဝင်ယုံပြောပြအောင်ပြောပြသည်တဏ္ဍာဘကွာကြားနှင့်ကလေးမလေးသည်ခဲတံကိုအตาဘေးချကာပလဲစတိထုတ်ထဲမှနေကြစိတ်ကိုထုတ်ပြီးအခွန်နှွာစားလေသည်ဟဲ့သမီးစားရေးလေမုံဝစားနဲ့ဩဖြည့်ပြီးမှစားရမယ်ဆရာမတိုင်းထားပေးမယ်နော်ကလေးသည်မျက်လုံးဝိုင်းကလေးနှင့်ပွင့်ကိုကြည့်သည် သူခမရစာမေးပွဲဆိုသောသဘောအတိမ်နဲ့ကိုနားမလည်ရှာသည်။ပွင့်တွေကသူတို့ကို ခလေးကြီးတွေလိုယူမှဆက်ဆန့်ခြင်းလို့မရပေ။တိုင်းအုပ်ဒီစာပြေနေသော ခလေးတွေကိုလှက်ပတ်ဆဲဆဲရင်ပွင့်စောင့်နေသောအခန်းဘက်သို့ရောက်လာလေသည်။ခလေးတွေပဲနဲ့လည်းတော့ပွင့်ဝင်ဖြေနိုင်ကြရဲ့လား။တက်တက်ခလေးတွေကတော့ဖြေနိုင်တာပေါ့ဆရာကြီး။ငါကိုတင်မရတဲ့ခလေးတွေက ထင်မင်းထင်ရရေးကြတာ။ဒီဘက်ထိပ်ကအတန်းခလေးတယောက်ဖြေတန်းတာလိုက်ကြည့်လိုက်ပါအောင်တော့ပွင့်ဝင်။ သူ့သဘောနဲ့သူခေါ်သည် ဝေခွင့်မရပဲပွင့်ရင်တထိတ်ထိတ်နဲ့လိုက်သွားရ၏ပထမတန်းကိုအခန်းဆောင်နေသောနှင်းနှင်းမြင့်သည်ကျောင်းဆရာကြီးနှင့်မပွင့်ဝေကိုဘာများထူးခြားလို့ပါလဲစူဆန်းသောအကြည့်နှင့်ကြည့်သည်ဦးသိန်းအုပ်သည်စပင်းနေကြည်ခြင်းတွင် မျက်နှာလောက်ကြီးမားသောခန္ဓာမှာအဝါကြီးတပွင့်ပန်ထားကနှုတ်ကန်းနေတာရဲ့နှင့်မိခင်၏အင်းကြီးဖြစ်ဟန်တို့သောရှန်သားအင်းကြီးလက်ပြပွားရောင်းရောင်းကြီးဝတ်ဆက်ထားသော ကလေးမှဝဝကလေးအနည်းတွင်ရက်လိုက်သည်သူသည်ပွင့်ကိုမတိမတာပြုံးပြကစာရွက်တနေရာကိုလက်ညှိုးထောက်ပြနေသည်မောင်ငါမျိုးအမိကိုဖြေဆိုထားကြောင်းပွင့်သဘောပေါက်သွားသည်တမီးမုံဘလို့စလုံးပေါင်းတယ်လေပါဇက်ကတိုးတိုးပေါင်းပြတယ်မာရေးတချောင်းကင်းနဲ့တာမုံအောက်ကမြင်မုံရှေ့ကမရှိကနဲ့တော့အဲ့ဒါကိုရေးပြတိုးတိုးဆိုပြဆက်ဖြေနော်တစ်ပင်ငါမျိုးတင်ထားတယ်မဟုတ်လား ခလေးကစာရုပ်ပြကိုပဲဆက်ပြင်းသည်တမီးပါတာစိတ်ထဲကစလုံးပေါင်းပြီးကြီးနော်အတန်မထွက်နဲ့ပွင်ကထိုကလေးနှပေးမှအဖြေလွာကိုတော့အပေါ်ယံရှက်ပြီးတာစစ်သည်ဆူဆူလေးကတော်လေသည် စာကြက်မလို့တော်တာထက်ညံကိုကကောင်းနေသည်တင်လျင်တက်လွယ်ကမှန်လဲမှန်မိသည်လောက်သက်အင်မတန်နုငယ်သေးတော်လေပွင့်သည်ဘဲကလေးတော်သည်ဘဲကလေးကြိုးစားသည်ဆိုတာကို အတန်အသင့်မှန်းဆတတ်နေပြီပွင့်ကဒေါမြဆင့်ထံလျှောက်သွားသည် ဒေါ်မြဆင့်သည်သူမစောင့်နေသောတတိယတန်းကလေးတွေကိုကဲကြည့်ရင်ဝဏ္ဏဓာမနေ၍အိမ်သာသွားသောကလေးတယောက်ကိုစောင့်နေသည်ဆီယမာကြီးလုံပုံကိုကြားပြီးပြီလားဆီယမာကြီးဆိုတာကနှင်းနှင်းမြင့်ကိုပေးထားသောနာမည်ပြောင်းပဲဖြစ်သည်သူတိသူတက်သူသာလူတွင်ကျဲလှုပ်ရှင်လွန်လာသည်ဆူဆူကလေးကိုကြောင်းစိမဝဲလို့ဆိုပြီးစူလိုက်ငေါလိုက်တာကွယ်ထိတ်လဲခေါက်လိုက်သေးတယ်စာမေးပွဲဖြေရမယ့်ဆဲဆဲမျက်ရည်ဆန်းဆန်းကလေးနဲ့တနာစရာမျိုးနယ်ပညာရေးမှူးလာမယ်ဆိုလို့ သူ့အတန်းသားတွေကိုသူက ချိုးပြင်ထားကြတာမုံဆိုးမသားမို့ចောင်းစိမ့်မဝင်နိုင်ရင်ပညာရေးမှုကနားလည်ပါတယ်ဟဲ့နင်းနေမြင့်ကပွင့်ထက်အသက်နှစ်နှစ်လောက်ငယ်သည်သူမကြီးဘဝကမိစုံဖားစုံပစ္စည်းဥစ္စာလဲဖူလုံကျွဲဝခဲ့လေသည်လျှောက်ထားသောတခြားအလုပ်တစ်ခုခုမရမီဆက်ကြမှာခိတခဏကုန်းကိုဝင်နေခြင်းသာဖြစ်လေသည်ပွင့်သည်လဲတသက်မှာတစ်ခါမှမမျောမှန်းခဲ့ပါပဲလေရရာចောင်းစီယာမလို့ကိုဝင်လောက်ခါ တာယာကုန်းတို့ဦးကောင်းကုန်းချိုးဝင်ရောက်ခဲ့ရသူပါ တခြားတနေရာမှာအဆင်ပြေလျင်ဒီဆရာလုပ်ကိုဆွလွတ်လိုက်ဖို့ရည်ရွယ်စေဖြစ်တော်လေကျင်လည်ရခြင်းဒီခဏမှာတော့စေတနာထားကတင် जा ပြသပေးခြင်းသည်ຫນွေຈ້າຍင်ປ່ວຍໂນດີເຕດາກ້ອງຕ່າງເຕນັນຕະຫຼາຕົ້ວຈາຍາມາເອີ້ດາກະປຽນລາຍင်ເນາະສຽມາຈີ້ຍະອົ່ງນອກອະມຽນຈີລິນປ່ວຍນັ້ນລາມາບາເນາະຫນ້າຍောက်ຕາຈိတ်ຍင်ໄລຈາດີລູຈင်းຄ້ວກາໂກອັດຕັ້ງກູປຽນແກ່ຈາດີ အချိန်ဆကနေလရင် ခလေးတွေနာမည်ပါမပါနံပါတ်မှန်မှန်တတ်မှတ်တဲ့အဖြေလာစာရွက်တွေကိုစစ်ဆေးပေးသည်အချိန်ဆတန်းချောင်းခောက်တော့မှအဖြေလာစာရွက်တွေကိုစုသိမ့်က အတန်းလှုပ်ပေးလိုက်ရလေသည်အရင်ဦးကောင်းလိုင်လက်ထက်တုန်းကတော့အခုလိုတဒန်းစီစောင့်မနေရပါရောကောတော့ကဝိုင်းဝန်းစောင့်ရတာပဲလက်သက်ဆိုတော့တက်ကြွတာပေါ့လေဒေါ်မြစင်းကရှင်းမောရှေကြောက်ပြောသည်အဲ့ဒါပုံမကောင်းဘူးလားအဖွာရဲ့ကောင်းပါတယ်တော့ ဒေါ်ပွင့်တို့ကငယ်ကျွမ်းစီအတွက်နားရဟိဘာမသိညာမသိငယ်တငယ်ချင်းအဖြစ်ကြည်စေတော်လေပွင့်မှာမလုံးမလဲရှိသူမို့ပါးကလေးတွေတွေးဖြန်းသွားသည်အဖြေလွာတွေကိုကျောင်းအုပ်ရုံကန်းတို့ပို့ကြရသည်ဦးတဲအုပ်ကစစ်စစ်လက်ခံကဗီဒီယိုထဲတွင်တိမ့်ဆဲတော်ခတ်၏ဆရာကြီးအဆက်အသွယ်ကောင်းတော့ကျမတို့ကလေးတွေစာရွက်နဲ့မေးခွန်းထုတ်နိုင်တာပေါ့အုံးချစ်ကောင်ကကြောက်တဲ့မုံပေါ်ရေးရတယ်တဲ့ဖေလင်းအောက်ကြလေရဲ့ ော်ငိမ့်ငိမ့်ကအားရပါရပြောရင်ရေမောနေလေသည်စက်ခုမရတာကြိုတိနေတာပဲဆရာမရဲ့မကြံစရင်တော့ကြောက်တယ်မုံပေါ်မှာရေးရုံပေါ့ဘာဖီလင်အောက်ဆရာရှိလို့လဲဆရာကြီးကဒီပညာရေးအုပ်စုမှာလူတည်လဲဖြစ်အတတ်ငယ်ဆုံးကျောင်းအုပ်လဲဖြစ်နေတော့အခုလိုအလဲဟာမရှိအောင်ကွက်တိဖြစ်ပြတာဟာသူတို့တိတ်ခါကြတာပေါ့ကျေးရွာလူကြီးတွေကျောင်းသားမိဘတွေကကြွက်စီကြွက်စီဝေဖန်တာကိုဆရာကြီးရဲ့ပွင့်တည် အယွမ်းနှင်းမလိုက်အောင်တိုက်ခါပုတ်တွေထိမ့်သိမ်းထားတော့ဦးသိန်းအုပ်ကိုလူအလစ်မှငေးကြည့်နေသည်စီးတွေပိုင်းခြားထားခဲ့သည်နှင့်အမများအခုတော့တဖန်ဆရာဆရာမဆိုတော့တိုက်ခါပုတ်ကထတ်တိုးလာပြန်လေသည်ရှောက်ထားသောလှုပ်တခုခုရခြင်းသည်ဒါမှမဟုတ်အလဲတန်းပြနှစ်လတင်တန်းတက်ရကအခြားတနေရာပြောင်းရွှေ့သွားရခြင်းသည် အမေနှင့်အတူဘာပဲဖြစ်ဖြစ်ရောက်တဲ့ရရာသူ့အနာမှာနေရတာတခါတည်းရန်တိတ်ကိုကျဉ်ကျက်လောင်ပိတ်နေတာပါပဲ။ အကင်းမတည်ခဲ့တော့အရှင်မီးကတငွေငွေလောင်ကျွမ်းနေတော့ပဲလားပွင့်နားမလည်နိုင်တော့အခုလိုစာမေးပွဲတွေဖြေပြီးဆိုဦးကောင်းနိုင်ကအကြောင်းမပိတ်ခင် အမတ်တရမိတ်ဆုံစားပွဲ အမြဲလောက်ခါဆိုကြတီးကြအမဲကတဲ့သူကကလို့တတိယလိုက်တာနော်ငင်းငင်းဒေါ်ငင်းငင်းကဒေါ်မြဆင်းဤတင်မကိုအตาကုတ်ခါလှဲ့အကြည့်မှာလက်ပြတားမြင်လိုက်ရလေသည်ဦးသိန်းအုပ်ဒီဦးကောင်းနိုင်ကိုတာတာလေးရှိတော့ ဒေါ်မြဆင့်ကိုဒေါ်ငိမ့်ငိမ့်တားမြစ်လိုက်ကြောင်းရိတ်မိသည်နှစ်ပေါင်း30ကျော်အမြင့်တွေအရေးထိုးခဲ့သောဦးကောင်းလိုင်ဤတစ်ပင်ဝါပင်ကိုသူနေချင်းညာချင်းသူ့ပြိုင်အပင်ဆိုင်လဲလိုက်မမိနိုင်ကြောင်းသူနားလေသည်ကျမတို့ပြန်တော့မယ်နော်ဆရာကြီးမနှက်ဖြန်ပွင့်က ကြံရည်ဝဲလာမယ်တဲ့ဦးသိန်းအုပ်ကမပွင့်ဝေအားလှမ်းကြည့်သည် မပွင့်ဝေမျက်နှာမထားတတ်ပဲဖြစ်နေသည်တကူးတကကြည့်ဗျာလုံးမနေပါနဲ့ငါပြောဘူးပလင်းနဲ့ထဲ့မလာလို့တဲ့ ရေခဲလဲဓာဘူးနဲ့ယူလာမှာအမေတမယာတိတော်ခလေးတွေကိုမှားလိုက်သေးတယ်။ဒေါ်ငိမ့်ငိမ့်က စကားပေါ့ပွဲကစောစောကဒေါ်မြဆင်းတယောက်အရင်လူကိုတန်တန်တတဖြစ်နေခြင်းမှာပြေပြောက်အောင်ကြိုးပမ်းနေသည်။သွားစို့ဆီယာမကြီးနှာကိနေမယ်။ပွင့်ကတော့သည်တကယ်လဲနင်းနင်းမြင့်သည် မျက်နှာဆူဆူအောင့်အောင့်လှုပ်၍ဆောင်းဆိုင်နေလေသည်။ဆီယာမတွေထွက်ခွာသွားကြတော့အခါသူသည်နေစဉ်မှတမ်းရေးဖို့ပြင်ဆင်နေရစ်သည်။ပွင့်က သူ့ကိုဆီယာကြီးတဲ့ ူကပွင့်ကိုဒေါ်ပွင့်ဝေတဲ့ပွင့်ဒီတက္ကသိုလ်မှာအရာကြီးတစ်ယောက်နဲ့တွဲနေသည်ဟုသူသတင်းတက်တက်ကြားခဲ့ဘူးသည်ယခုပွင့်ဒီတကူရေတကာရလွတ်လပ်စွာ ရှိနေစေဖြစ်၏တချိန်ကပြတ်တောက်ခဲ့သောတန်ရောစဉ်သည်တကယ်ပဲပြတ်တောက်ခဲ့ပါရဲ့လားသူဒီသဖင်တွေကို လက်ချောင်းများနဲ့ထိုးပွားရင်ခေါင်းငိုက်ဆိုင်ရှာထားလိုက်မိလေ၏အခန်းဆက်သောပွင့်ဒီမြင်းလဲပေါ်မှခုံစင်းကပွင့်နှင့်ဒေါ်များစဲစူးစီးထားသောငွေငါးချက်ကို ကိုထွန်းပအာကမ်းပေးလိုက်သည်အန်းစရာမရှိဘူးဆီယာမရေနတ်ဖျံမနှိမ်လိုက်တော့မကင်ကဆီယာမတွေပေးအောင်ပါလေသူတို့စီကပါမှာပေါ့မကင်เจ้าမဆီယာမကြီးကငါးချက်တန်နဲ့ရွက်ထုတ်ပေးပြန်သည်အဲဒီမှာလဲအကျွေးနှစ်ချက်ကြံပြန်ရောနတ်ဖျံနှိမ်လိုက်နော်ဆီယာမကိုထွန်းပကပြုံးဖြည်းဖြည်းနေဆီယာမတွေမှာအဝေးစားမှကတ်လာတော့ဖုန်တွေကို ဖုတ်ဖက်ခိုင်းမျက်စောင်းထိုးကရော့ခါမြေကနဲ့ရှိနေသည် ပွင့်သည့်သပင်ကိုအုပ်ပြီးစီးနောင်လာသောတပတ်ကလေးကိုဖြုတ်၏မရှိပြုံးပြုံးနေသည်ဒေါမြစင်ကယနေ့ပွင့်ကိုမြင်းလဲကစိုက်ခိုင်းထားပြီးနတ်ပြန်းမှသူမကပေးမိကိုထွန်းပါကတရက်ပြန်မအံပွင့်သည့်အင်ရပြန်ဈေးဝယ်ဖို့ပတ်စံရောသွားသည်ကိုစိတ်မကောင်းဖြစ်နေသည်အကျွေးတွေပါပေါင်းကားမှ၆ကြက်ခွဲလောက်ပဲကျန်တော့မည်ဗစကားထွက်တော့မယ်ပွင့်ရေအမိလိုက်ကြရအောင်ဟေ့ဒေါမြစင်ကခြေမပြေးသည်ပွင့်ကနောက်မှလိုက်သည် ဒေါမြစင်လက်ကနေဆိုလမ်းဖြတ်ကူသွား၏ကျွေကနေကားပရိအုတ်တန်နှင့်အတူပွင့်ရှေလမ်းပြန်ရောက်လာရသည်မာစတာတိတ်ကကားအပြကလေးပေါ်မှရင်မောင်းသည့်ပွင့်ကိုမျက်စောင်းခဲ၍ကြည့်သည်နေပါဦးဗျခဏရပ်ထားပါဦးအင်မတန်နားယင်သည့်အတန်ကားချစ်ခန်းမှဆက်ယုံဝတ်ဆောင်နှင့်လူတစ်ယောက်ဆင်းလာသည် ပွင့်မျက်စိမှားသလားပင်အောင်မေ့မိ၏ပွင့်ဘယ်ကပြန်လာတာလဲသူသည်ပွင့်ဤသို့တွန်းဆုပ်စွာချင်းကပ်လာသည် ပွင့်လာလောက်ကပြန်လာတာပေါ့ကြောင်းလို့ပေါ့အကိုကျော်အောင်အခုတော့ဖြင့်မောင်မဟုတ်တော့တွေးကြဦးကလိုပင်အကိုကျော်အောင်ပါပဲလေဘဲပြမှာလဲအကိုလိုက်ပို့ပေးမယ်အဖေကိုလည်းခေါ်လိုက်လေနေပါစေအကိုပွင့်တော့ဗစကားနဲ့ပဲပြန်ပါမယ်အဲ့တလို့ပြန်နေကြပါပဲမဟုတ်တာပွင့်ရဲ့အကိုကိုဒီလောက်မစိမ့်ပါနဲ့ကိုကျော်အောင်ကလမ်းတစ်ဖက်သို့မျှော်ကြည့်ကဒေါ်မြဆင်းကိုလှမ်းပြီးဖိတ်ခေါ်သည် လာပါဆရာမကျွန်တော်ပြန်ပို့ပေးမယ်။ဒေါ်မြဆင်းကအတာတကြီးပင်လမ်းပြန်ဖြတ်ကူးလာပြန်သည်။ဘတ်စကားထွက်သွားလို့စိတ်ပြက်နေတာနဲ့အတော်ပဲ။ပွင့်မိတ်ဆွေရောက်လာတာကံကောင်းလိုက်တာနော်။ပွင့်မငင်းတာတော့ပဲကားနောက်ခန်းသို့တက်လာရသည်။သူကတမတ်တိုင်ရင်အာမန်ဆိုတဲ့ဝက်ချော့ချိမှဆင်းမအကူ။ပွင့်ကတော့ညောင်ကန်ရိတ်တာဘူတာမှဆင်းမယ်။အကူကားကြုံရဲ့လား။ဒီတလမ်းမှရှိတာပွင့်ရဲ့ကြုံပါလား။ မကြုံလဲလိုက်ကိုပို့ရမှာပါကိုကျော်အောင်ဒီပွင့်ကိုတစ်ချက်ဆိုင်ကြည့်လိုက်ပြီနော်ကားရှိခန်းသူလျှောက်သွားနေတော့ဒီဘသူလဲရင်ပွင့်တို့တော့အိမ်မြမြရောက်ရင်ပြီးရောဇုတ်ကန်တက်လိုက်တာပဲအတိပါအဖွားစင်ရယ်ကွဲနေကြတာတနည်းလောက်ရှိနေပါပြီဒီလမ်းကနေတိုင်းဖြတ်တလားမသိဘူးနော်တခါမှသတိမထားမိဘူးဖြတ်လဲဒီအချိန်ဖြတ်ဖို့ခရင်သားပဲရုံချင်းချိန်နဲ့တို့တွေအကြောင်းကပြန်ချိန်ဘယ်တူပါမလဲတော်များစင်ကားပေါ်မှာဆင်းသွားပြီးတော့အခါ သူ့နောက်ခံသူရွှေ့လာအောင်မလားတွေးပူမိသေးသည်သူကလည်းတိတ်ခါထိမ့်သိမ့်ဟန်တူလည်းရဟမ်မပြက်ရှေ့မှာပဲဆက်စီသည်သူ့ရင်မောင်းရှေ့မှာသူ့ရာတို့ကုံကိုငဲ့ရဟန်တူသည်သူကိုကဒီလိုလူစားမျိုးမဟုတ်လားပွင့်သည်အဖွားဤအိမ်မီးလောင်သောညကိုနာကျင်စွာတတိရလာသည်အဖွားဤအိမ်ခန်းသည်မီးဟုံဟုံတောက်နေလည်းရအစင်းလေကားဘက်သို့မီးဆွယ်တွေပြေးနေသည် အဖွားကိုပွင့်ဘလိုပင်အော်ဟစ်ခေါ်တော်လဲထူးတံမကြရ မီတောက်တွေပွင့်ပတ်ဟလာတဲ့ဖြင့်ဝရဏဘတ်တို့ပွင့်ဆုတ်ခွာခဲ့ရသည်။အောက်ထက်အင်ရှင်မှာအတော်မလားစိန်သည်ဇပင်ဖားလာနှင့်ပြေးလွာအောင်ဟစ်ခါနေသည်။ရှောင်းဝင်းတဲသို့သည်လူတွေဝိုင်းလာစားပြု၏။ဝရဏဒါမှာရက်နေသောပွင့်ကိုမြင်သောအခါအတော်မလားစိန်ကွက်ခနဲမျက်နှာပြတ်သွားခဲ့သည်။ခုံမချနဲ့ပွင့်လှေကားကဆင်းလေဟုဘာကြောင့်လှမ်းအော်သလဲ။ပွင့်သည်လှေကားမီးဆွဲနေမှတော့နောက်ကြောင်းပြန်မလဲတော့။ ဝရဏနာကိုကြော်လွားကအောက်ခြေကိုနင်းသည်ပြီးတော့အောက်ခြေကိုလမ်းတစ်ဖက်ကုတ်ခါတွဲလဲခေါ်လေသည်ရှေတောက်အောက်လေထဲမှာလူတရက်စာလောက်သာလုံနေကြောင်းသိရသည်အသက်ပေးနဲ့ရှင်းလာတော့အမြင့်မှခုံချရခြင်းသည်ဘာမှပြောပလောက်တော့အန္တရာယ်မဟုတ်တော့မြေပေါ်ပုံလျက်သားကျသွားကတင်မဆုံရိုးတွေရောခြေတလုံးပါမြတ်သွားသေးတော့လေပွင့်သေးပေးမှလွတ်ခဲ့ပေသည်သို့တော်မီးလောင်မြေမှ အပါဆိုလျင် ပွင့်မှာအဝဲတခဲကိုတခုတာကြံခဲ့သည် စိန်တို့ချွေတို့ဆိုတာမီးလောင်မြေထဲမှာလဲရှာတွေ့နိုင်သည်ဟုတင်သားလက်သူတို့ကဥဆောင်ကရှာဖွေကြသည်အရေးပြော်ပြီးခဲနေသောချွေနှစ်ချက်သားလောက်သာတွေ့ရနေသည်အဖွားဤတည်င်းကြီးလာသောချွေတို့ကြီးဘာမှရှိလို့လဲအတော်မလားစိန်ကိုတင်ကမကင်းဖြစ်ကြတော့လဲမျိုးတဲ့ဘက်မှာတော့အရှိန်အမပြတ်နေတတ်ကြသည်ထီပေါက်တာတို့ကားထောင်တာတို့အဲ့ဒီကနေကြီးပွားလာတာတို့က ဒီမာဘတ်နှစ်တွေမှာဂွင်းစားမိမိမြင်ရတော့ကြီးပွားရေးစီးပွားရေးလမ်းစာတွေဖြစ်သည် ပွင့်မှာတော့မြေရောင်းရငွေအချို့ကိုတာယူကညောင်ကန်ရိတ်မှာအိမ်ငှားနေသည်အိမ်တော်ပြတ်ပြီးသမီးငယ်နဲ့အတူ ရောက်လာတော့အမေကအိမ်ဆိုင်ကလေးတည်သည်ကိုအောင်ကျော်နဲ့လည်းပွင့်ကွဲခဲ့လေသည် ပွင့်ဘွဲမရခင်မှာပင်စိတ်ဆက်ထားခြင်းလောက်အောင်ရှစ်စောပြင်းပြခဲ့တော့ကိုကျော်အောင်ကိုသူမိဘတွေက အပျော်စွဲဖြောင်းပြကရဲဆွဲထားခဲ့ကြသည် ပွင့်လို့လှပြီဂုံတနအင်မတန်တာလွန်နေသော မိန်းကလေးနှင့်စုံကြည့်အောင်ဖန်တီးပေးခဲ့ကြသည်မေချိုကပဲကိုအောင်ကျော်တခြားတယောက်နဲ့ဆက်ဆက်လိုက်ပြီဖြစ်ကြောင်းသူအေးစွာအတိပေးခဲ့လေ၏အခုတော့လေမိုးနတ်သားလေနတ်သားနေနတ်သားတွေကိုစိတ်ကူးရင်တန်းတဘူးသောပွင့်သည်မြေကြီးပေါ်သို့နေရာမှန်စွာပြန်ရောက်လာခဲ့ရပါပြီဘူတာနာအရောက်တွင် ကိုအောင်ကျော်ကခေါင်းပြူကလှမ်းနေသည်ဘယ်ဘက်ချိုးရမလဲပွင့် အဲ့ဒီမှာပဲရက်ပေးပါကိုအိမ်ထိလိုက်ဖို့မယ်လေပွင့်ရဲ့အိမ်ထိရအောင်လို့ပါ ပွင့်ကကားပေါ်မှာဆွဆင်းသည်ကိုအောင်ကျော်ဒီပွင့်ကိုမရှိတင်ခဲ့ကြည့်ရင်ကားနောက်ဆွဲမှာအတူရက်လေသည်မောင်ကိုစိတ်နာနေတုံးပဲလားပွင့်စိတ်နာတယ်လည်းမဟုတ်ပါဘူးအကို အခုချိန်မှာဓာတ်တွေဟာမပြော့အပ်တော့ပါဘူးပွင့်သွားပေးရစီတော့ပွင့်အပေါ်ရက်ဆက်ခဲ့တဲ့မောင်ဟာအခုလည်းစိတ်မချမ်းသာဘူးပွင့်ရဲ့ ပွင့်ကောင်မောင်အမြဲတတိယနေတယ်လို့မောင်စနေကဆွဆွဲတယ်။ဟုတ်မှာပါပဲ။ပွင့်သွားတော့မယ်အကုန်။ပွင့်လို့လူမှန်နေရာမှာရောက်သွားကြတယ်လို့ပဲပွင့်သဘောထားပါတယ်။သွားမယ်နော်။လမ်းကြားတဲ့ချိုးဝင်လာပြီ။ပြန်လဲစောင်းငဲ့ကြည့်တော့အခါကိုအောင်ကျော်သည်ထွက်ခွာမသွားသေးပဲပွင့်ကိုမျက်စိတစုံကြည့်လျက်ရှိနေသေးသည်။ပွင့်ခေါင်းကလေးမတ်မတ်ထားကခတ်တွတ်တွတ်ကလေးခြောက်လာခဲ့သည်။ပွင့်ကရင်ကျက်လာပြီ။ အိမ်တော်ရေးအစီမပြေသောအခါယောက်ျားတယောက်သည်နားခွရရင်ခွင်ကိုရှားဖွေခြင်းပင်လိုက်ပြီးဂုံတွေတိတ်ခတွေက တုံဆွဲလာသောအခါလာလန်းပြန်လှည့်သွားကြပေဦးမည်ပွင့်ကတော့ရင်ခွင်ဦးကိုပဲတန်တားခြင်းပါသည်ကိုကိုရေးပွင့်ဝဲလဲပါတယ်ကိုကိုကိုဆွန့်ပစ်ခဲလို့အခုပွင့်အဆွန့်ပစ်ခံရတာပေါ့ပွင့်စီသူပြန်လာခြင်းနေတယ်ပွင့်လက်မခံပါဘူးနော်ဒါဆိုရင် ပွင်ကျောင်းတွေဖွင့်စားမှုမိုးဦးလဲကြခဲ့လေပြီစတုဒ္ဓတန်ရာနှုံးပြည့်အောင်မြင်လိုက်တော့ကြောင်းဦးကောင်းလိုက်ရင်အရေးအငွေဟုဝေဖန်ကြလေသူကတော့ခုံယူကျင်တတ်နေပေသည်တန်ယုတ်သည်မနေညက်နေကျောင်းမှပြန်လာကြတဲ့ကရှမ်းစိမ့်စိမ့်ဖြစ်ခါနှာစေးမိ၍ခေါင်းတွေအုန်ခဲနေသည်တို့ရတွင်ပြိုထားသောခရီးပင်ကလေးနှစ်ပေးမှာမြေဆွပေါင်းတင်လိုက်သည်အဖေထားခဲ့သော မြေခွက်ကိုဝယ်ယူထားသော မိဘဆရာအတင်းဤနာယကကြီးက အင်္ဂလိပ်စောင့်နေတွင်ပေးထားသည့်ဖြင့်တိမ့်အုပ်များစွာအဆင်ပြေသည်မြို့မှာတဏီကုံဗလာစာအုပ်နှင့်ကျောင်းတုံဖက်စာအုပ်တွေတွားထုတ်ပြီးအချိန်ကုန်ခဲ့ရုံမကကျောင်းမှလည်းကလေးတွေနှင့်အတူပြိုးကင်းမှာကဏ္ဍပါပန်းမျိုးစည်တွေကျဲခဲ့သေးသည်ကျောင်းအကစားကွင်းတွင်ကလေးတွေကိုဘောလုံးအကန်ကျင့်စေလိုက်သေး၏စွရတာမရတာအတာထားပြီးပြိုင်ပွဲတော်အစဉ်အလာမပြတ်သွင်းပေးရမည် ဒီကနေ့တော့သူခေါင်းမထူနိုင်တော့သူ့အတွက်လက်တို့လက်တောင်းအဖို့အဖြစ်အတူလာနေသောမောင်ရင်မောင်အားကျမရေမှုထံဆေလွတ်ခါအပူကြစေ အကန့်ခဲပြောက်စေစသည်အတောင်းခံရသည်ကျောင်းကိုမင်းတော့အကြောင်းကြားလိုက်ပါကွာငါခုမလာနိုင်ဘူးလို့ပြောလိုက် နေကင်းထူနိုင်ရင်တော့ခဏလာခဲ့မယ်ပြောပြီးတာယာကုန်းဘက်မှာလည်းငှက်ဖျားချစ်တတ်သည်သို့တော်တော်စင်တက်ခုတ်ဝါခုတ်သူတွေသာအဖြစ်များလေသည် ူကတော့အေးမိဖျားပန်းဖျားတာပဲထင်ပါရဲ့ဟုတွေးရင်ကြောတဲ့ကစိတ်အောင်ချမ်းသည် သူဒီအိမ်ရှိကံဖျားစင်အောက်တွင်ဆောင်းချုံပြီးထိုင်ကမောင်ရင်မောင်ထပေးထားသောရင်ွေးချောင်းကိုတဟူးဟူးနေအောင်မှုတ်ပြီးတောက်လေသည်ရှံဝါမှာစူစူညံညံမိမတန်တွင်ကြားရသည်သူ့ဆရာမတွေမှန်သိလိုက်သည်ဆရာကြီးတော့တုတ်ကွေးကွေးပြီးထင်တယ်ဒေါမြဆင်ကလည်းမလာဘူးဆရာကြီးရဲ့ပြီးတော့နှင်းနှင်းမြင့်ကလည်းအလौထွက်စားနဲ့ ်ခွင့်စာပဲပွင့်နဲ့လူကြုံပားလိုက်တယ်။ခလေးအုပ်ကတရားနေရာမတ်ပေတာတို့ကနှစ်ပင်နဲ့ကြောင်းမုံစာဆော့ဆော့လွတ်ပြီးခဏလာခဲ့ကြတာ။ဦးသိန်းအုပ်ဒီစကရောဖော်ရောလောက်ကအိမ်ပေါ်တက်လာတော့ဒေါ်ငိမ့်ငိမ့်နဲ့အတူပားလာသူမတ်ပွင့်ဝယ်တို့အားအခန်းတောက်မှာခင်းထားသောတင်ပြူးလိတ်ကိုလက်ညှိုးညွှန်ပြလိုက်သည်။ကိုဘူးတလားဆရာကြီး။ပူတယ်။ပွင့်ကတင်ပြူးပြဖြတ်ခင်းကကြုံကြုံထိုင်သည်။ဘာစားပြီးပြီလဲဆရာကြီး။ စားကျင်စိတ်ကိုမရှိဘူးဆရာမရဲ့ဗစက်ပြတ်သွားပြီဘယ်ဟုတ်မလဲဆရာကြီးရဲ့နွားတို့ပူပူလေးတောင်းလိုက်ကျမအိမ်ပြန်ယူပေးမယ်နေပါစေဆရာမကျွန်တော်နွားတို့မကြိုက်ဘူးမယူနဲ့ဒါဖြင့်ကော်ဖီဖြော်ပေးမယ်တောက်ပါဆရာကြီးရဲ့အတော်ပဲပွင့်ကိုပါဖြော်တတ်ရမယ်မိုးတွေမိလာတာဒေါ်ငိမ့်ငိမ့်ဒီစိတ်မြန်ကိုမြန်အိမ်ပေါ်မှာဆင်းသွားလေတော့ဒီမောင်ရင်မောင်ရင်ရင်းနှွေးရှိရလားမရှိရင်ထပ်တဲထားခွက် ။အင်ရှိကပြင်းမှာထိုင်းနေသောမောင်ရင်မောင်လည်းနေရာမှထကာမိဖို့ကြောင့်လည်းဝင်သွားသည်။ပွင့်နှင့်ဦးသိန်းအုပ်တားလျင်တယောက်နှင့်တယောက်မျက်နှာချင်းဆိုင်ငိုတူတူငေါင်းဆင်းဆင်းကြံရခဲ့သည်။ပွင့်ရေးစပင်ထဲမှာတုတ်တင်သားဟန်တူတော်လည်းကောင်းစွာရေချောက်တွေ့ခွင့်မရှိသေးပဲဆွဆွဆဲဖြစ်သည်။စကားစအချမရကြစေဝဲ။ပွင့်သည် မျက်ခုံးကလေးတွင်နေကအတန်ကြာထိမ့်သိမ့်မှုကြိုးစားကလွတ်ထွက်သွားပြီးဟတ်ရှိုးကနေလက်ကာကနှာရှည်လိုက်၏။ တပြိုင်တည်းလိုလိုပင်တိမ့်အုပ်ကလည်းနှစ်ကြိမ်သုံးကြိမ်ဇက်တိုင်းနှာရှည်လိုက်သည်နှစ်ယောက်သားရဲမောမိကြရင်ထိန်းထားသောအိမ်တွေတိတ်ခါတွေခိတခဏဘေးဖယ်ထားလိုက်မိကြလေ၏ကလေးတွေလည်းတော်တော်များများကြောင်းပြကြတယ်ဆရာကြီးပထမရက်ထုတ်ပေးတဲ့စာအုပ်တွေခဲတံတွေတော့လာမထုတ်နိုင်ကြဘူးစိုးစိုးကလေးဆိုတအုပ်မှတော့မထုတ်နိုင်ဘူးဆရာကြီးရဲ့ပွင့်ကကလေးကိုစာအုပ်တအုပ်နဲ့ခဲတံတစ်ချောင်းပေးထားတယ်တီးတက်တော့လည်းပွင့်မဝင်မျှနိုင် မတက်နိုင်သူတွေမှာတယောက်နဲ့ယောက်မက အတော်ပင်များပြားလှလေရာပွင့်မှာနှမ်းပတ်ယုံအလုပ်ကိုပင်စစ်စစ်ငန်းကမလုပ်နိုင်ပဲရှိလေဒေါ်ပွင့်ဝေတို့တော့ဒီနေ့နှစ်ယောက်ထဲအလုပ်များနေတော့မှာပဲចောင်းစင်းတွေရောက်ရင်ဂိုင်းထိုးတိုင်းထွာရအောင်မှာရှေ့နှခါတော့တမဝါရမကင်မဲ့ပြောတာပဲအဲ့ဒါမှចောင်းစရာတွေတက်တာတော့မှာပဲကလေးတွေကိုစာတင်ရမရှိတာဆိုးတယ်ဆရာကြီးရေဒေါ်နေနေမြင့်ကဘယ်ဌာနမှာရသွားလဲတက်ထုတ်လို့ရေးလို့ပြောတာပဲ နိုင်ငံသားဈေးကွက်အဆက်အသွယ်တွေအတွက်အင်္ဂလိပ်စာဒီကတွေလို့လို့ခေါ်တာတဲ့သူ့အစားဆရာအစ်ဘယ်တော့ရောက်မလဲမသိဘူးနှစ်ဆပဲရှိသေးတာပဲဆရာမရဲ့စိတ်ပူမနေပါနဲ့ကျွန်တော်တို့ဝိုင်းဝန်းသင်ရင်းနဲ့ပဲစောင့်ကြတာပေါ့အမှန်တော့ဆရာအစားရောက်မှသွားခွင့်ပြုတင်တာတိန်အုပ်၃လေးချိန်စက်တိုင်းနှာချေပြန်သည်ဆရာကြီးဘာမီတွန်တောက်လိုက်ပါလားကိုယ်တည်းပဲတောက်ထားတယ်ပွင့် ဒီတကတော့သူ့ဘာသာသူအမတ်တမတ်ခေါ်လိုက်မိတာကိုသူတတိထားမိဟန်တင်းအုပ်အတုံးအာနာဖြစ်သွားသည် ပွင့်ကမတိလိုက်ဟန်ဆောင်ကဖျားကိုလက်သက်နဲ့ရှိရင်ငိန်တက်နေလေသည်ပွင့်ဘလို့လုတ်ပြီးဆရာမဖြစ်လာတာလဲတင်းအုပ်ကဒီတဲ့ချင်းပေါ်ပေါ်တင်တင် ပွင့်ဟုသာခေါ်လိုက်သည်ဒီတော့မှပွင့်ကလည်းသူ့မျက်လုံးတွေကိုတက်တက်မတ်မတ်ကြည့်ဝင်လာသည်ဒါတော့တိတာပါလေလေဘွဲရပြီးအလောက်ရှာမရတော့ရမိရရပါ့ ဒီလိုပြောလိုက်နိုင်သည့်အတွက်ပွင့်စိတ်ရှင်းသွားသည်ပွင့်ဤလုံကြုံခဲ့သောစကားတွေကိုပြန်လဲရုပ်သိမ်းခွင့်ရခြင်းနဲ့မြည်ပေသည်ပွင့်ကနင်းနေမြင့်လိုပဲလိုချင်တဲ့အလုပ်ရရင်ပြောင်းသွားအောင်ပါပေါ့ပွင့်ခေါင်းငိတ်မြည်ပြူပြီးမှသူ့ကိုကြည်မြဲကြည့်ကာတခွက်ချန်ထားသည်ဆရာကြီးကတိမ်အုပ်ပြုံးသည်ပွင့်ဘလို့ထင်တယ်လဲပွင့်ရောရောင်ပြီးပြုံးနေသည်ပွင့်ထင်တာကတော့တာယာကုန်းမှာအယိုးမထုတ်တောင်မှာ ညာရေးလောကမှာပဲဘဝမြှုပ်လိုက်တော့မှာပါ။တိန်အုပ်ဒီအတန်ငယ်အေးသွားပြီဖြစ်သောရင်းနှွေးချမ်းကိုတကြိုက်တည်းမောတောက်လိုက်သည်။သူ့ကိုယ်သူထင်းမြင်ယုံမက တေရှာနေပြီဟုပြောပြနေဖို့ပင်မလို့သည့်တဘောတိတ်ဆိတ်နေလိုက်လေ။မောင်ရင်မောင်ရင်ရင်းနှွေးကြရဖြစ်ပေဖို့ရင်းနှွေးပိုးဦးမလား။မိဖို့တည်းမှမောင်ရင်မောင်ပြန်ထွက်လာသည်။သူ့ကောင်းနေပြာစတွေကတ်နေ၏။ရင်းနှွေးကြရယူသွားသောမောင်ရင်မောင်ကြောပြင်ကိုနှစ်ယောက်သားကြည့်လိုက်မိကြသည်။ စတုထရအောင်ပြီးကြောင်းဆက်မတက်ပဲခလေးမဟုတ်လူကြီးမဟုတ်သခေါ်စကားဖြစ်နေတာနှစ်နှစ်ရှိပြီတွဲဘက်ကြောင့်တောင်းထားတယ်ဆိုတာဘလို့လဲရှင်းနှစ်ခါတော့ဖြစ်မလားမပြောတတ်ဘူးပွင်ကြောင်းအုပ်တွဲလို့ရမှာပေါ့နော်ဒါဗောတောင်းဝန်များတာဗောလစားတော့မတိုးဘူးဗောဥသိမ့်အုပ်ဒီရှာဝင်းဝစီလှမ်းကြည့်သည်ဒေါ်ငင်းငင်းကိုမျှော်တာပဲဖြစ်လိမ့်မည်လာပြီလားစစ်စေးကြည့်ချူသည့်သဘောလဲပါနေပြီလိမ့်မည်ဟုတ်ကဲ့ပါခင်ဗျာ ဆန်ရည်သူဆီယာမကြီးများနှောင်းညိုရေးတာတော့ရင်ဝင်ဦးတို့ပြန်ခဲ့သည်လို့အမိရတဲ့ဝတ္ထုကိုအပိုင်းကိုအနေနဲ့စီစဉ်နေဆန်ချင်းကိုဒီမာတင်ခေတ္တခဏရနာထားခွင့်ပြုပါခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါချွန်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ